ပိုင်တောက်လျှောက်လေးနှစ်တာကာလလုံးကျွန်တော်တို့ရန်သူကိုနှွာလာခဲ့တယ်ရန်သူဘက်ကပြစ်ပြစ်ပြုံးလာတယ်ဒါအမှန်တရားပဲဖြစ်တယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့င်းထူးတဲ့င်းကောင်းတဲ့င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံ အောင်ရမည်စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်တို့ကဒီနယူဒေါ်လာရေးကြီးမှာအောင်မြင်မှုကို အရယူခြင်းမတပါအခြားမရှိအောင်မြင်မှုကိုအရယူခြင်းမတပါအခြားမရှိကျွန်တော်တို့ဒီဒေါ်လာရေးကြီးအောင်ကိုအောင်မရမယ်ဒီဒေါ်လာရေးကြီးအောင်မတာလည်းကျွန်တော်တို့ လူငရဲကနေလွတ်မယ်ပေါ့နော်တခါကျွန်တော်တို့လွတ်လည်ရတယ်လို့ပြောထားတယ်1948ခရီးကအခုချိန်ထိမြမပြည်သူပြည်သားတွေအားလုံးနော်တခါမှကောင်းကောင်းမလွတ်လပ်သေးဘူးလူကုန်တိတ်ကရှိရှိနဲ့လူခွေပြပြဝဝနဲ့မနေကြရသေးဘူးနော် ဆိုတော့ဒါတွေအကုန်လုံးကျွန်တော်တို့ကျွတ်ဖို့လို့ဖို့ကဒီအကြံဖက်စက်တက်မရှိမှရမှာအကြံဖက်စက်တက်တစ်ခုလည်းမဟုတ်ဘူးအဲ့ institution တစ်ခုလုံးကိုကျွန်တော်ကအမြက်ကလှန်ပြီးတော့သူ့ကိုထောက်ခံတဲ့အတိုက်ဝိုင်းကြီးတစ်ခုလုံးမှာကျွန်တော်တို့ဖြိုချဖြစ်စီပြန်မှရမှာတကားဒီအကြံဖက်လုပ်ရက်ဒီလူမဆန်မှုလုပ်ရက်ဒီဒီလှုပ်ဆောင်တဲ့အဖွဲ့အစည်းနဲ့အပိတ်ထောက်ခံသူတွေအကုန်လုံးကိုကျွန်တော်တို့က အပြစ်ကိုထိထိရောက်ပေးနိုင်မှရမယ်ပြင်းမှုပြတ်တံနေကင်းလွတ်နေလို့ရှင်ဒီတိုင်းဝမ်းဒါတွေပဲအများရလုပ်နေပါနော်အဲ့တော့ကျွန်တော်တို့ကအရေးကိုအရေးယူမှရမယ်နော်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါမင်္ဂလာပါဗျမင်္ဂလာပါတာလီစွာပါနော်ဆိုတော့ကျွန်တော်မှရွေးစရာတခြားဘာမှမရှိဘူး တော့တော်လိုင်းကြီးကဒီလောက်ထိအရှိန်အဟုန်ရပြီးတော့ဒီလောက်ထိခီးရောက်လာပြီးပြီဖြစ်တဲ့အတွက်အောင်မြင်မှုကိုအရှိန်အဟုန်တိုးပြီးတော့ရောက်အောင်လှမ်းယူမှရမယ်အဲ့တော့ဒါကျွန်တော်တို့တော်လိုင်းကြီးကြီးအောင်မှုဆိုရင်နော်အောင်မှုအကြောင်းအရာတွေကိုအောင်မှုလုပ်နိုင်တဲ့သူတွေနဲ့အောင်ဘူးနီလာနေကိုအောင်ဘူးရအောင်လုပ်နိုင်ရမယ်နော် ဆိုတော့ပြောချင်တာကအောင်မြင်မှုကိုတွားရလမ်းပါเนาะကျွန်တော်တို့ကလမ်းနေများကြီးရှိတယ်အဲ့ဒီမှာအကောင်းဆုံးအထီရဆုံးလမ်းကိုကျွန်တော်တို့ကတွားနိုင်ဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ကလူကောင်းလူတော်တွေနဲ့ဒီတော်လိုင်းရေးကြီးကိုတကယ်ကို အောင်မြင်အောင်လုပ်နိုင်ဖို့ကြိုးစားကြရမှာဖြစ်တယ်เนาะဘာကြောင့်လဲဆိုတော့ လူလားမူလားဆိုရင် လူကပထမဆုံးအခြေခံကြတယ်။မူတွေဘလောက်ကောင်းကောင်းလူမကောင်းလို့ဆိုရင်လကားပဲ။အဲ့တော့လူတွေကောင်းမှသာလျေမူကောင်းကောင်းကိုကျွန်တော်တို့ကအကောင့်ထဲပေါ်နိုင်မှာဖြစ်တယ်။အဲ့တော့လူတွေကောင်းမှုဆိုရင်ဆိုပြီးတော့ပြောကြတဲ့အခါကျတော့လူကောင်းမှုဆိုလို့ရှိရင်အော်အခြေခံကြတဲ့နော် ့၅ပါးသီလမြဲဖို့တော့၁၀ပါးသီလမြဲဖို့တော့ပညတ်တော်၁၀ပါးမြဲဖို့တော့သိတယ်မလားဒါတွေအပြင်ကိုတကယ်ကိုညံမျောမြင်ရှိပြီးတော့တကယ်ကိုစနစ်တကျဥဆောင်မှုပေးနိုင်တဲ့ပုံကိုယ်တွေနော်တို့တွေကဥဆောင်ပြီးတော့လှုပ်ဆောင်နိုင်မှုတိတ်အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာကြီးအောင်လို့ဆိုလို့ရှိရင် ပြည်သူရောက်ချင်းစီတိုင်းတော့တာဝန်ရှိတယ်။သို့တော့ဒေါ်လာရဲ့ဥဆောင်မှုနေရာမှာယူထားတဲ့သူတွေကပို့ပြီးတော့တာဝန်ရှိတာပေါ့။နော်။ပို့ပြီးတာဝန်ရှိတာပေါ့။ဆိုတော့ဒီဒေါ်လာရဲ့ကြီးအောင်မှုဆိုလို့ရှိရင်လူတို့ရဲ့နော်လူတို့ရဲ့နောက်တစ်ခါကြတော့မီဒီယာရဲ့ နောက်တစ်ခါကျတော့ပတ်စံရဲလက်နက်ကင်တက်ဖွဲ့ဒီလေးခုဒီလေးခုကျွန်တော်တို့ပေါင်းဆက်နိုင်မို့တည့်ရေးကြည့်တာပေါ့နော်ဒီလေးခုအရှိအဟုန်ကောင်းကောင်းနဲ့ချိတ်ဆက်နိုင်မို့တည့်ရေးကြည့်တယ်ဆိုတော့မြမပီမာကအစိုးရအကောင်းကဘာလဲဆိုတော့လူတို့ကတော့လာတာပဲနော်လူတို့ကတော့ပါထားပြီးသားပဲအဲ့ဒီရှိထားပြီးသားလူတို့ကိုကျွန်တော်တို့က ပုံမူပြီးပုံမူပြီးပုံမူပြီးတော့စွမ်းအားညှက်တင်ပြီးတော့ပုံမူပြီးတော့စူးစီးချက်နဲ့ခိုင်မာတဲ့ခေါင်းဆောင်မှုတွေကျွန်တော်တို့ကပေးနိုင်မှုလို့တော့ဟုတ်။ဘာကြောင့်လဲဆိုတော့ဒီဒေါ်လာယင်းကြီးတစ်ခုလုံးအောင်မြင်မှုဆိုရင်ကျွန်တော်တို့ရိုးရိုးလက်နက်ကင်ဒေါ်လာယင်းတစ်ခုတည်းနဲ့ဆိုရင်ချိန်ကြီးအများကြီးကြမယ် တကလူတို့ပူပေါင်းပါဝင်တဲ့ပြည်သူစစ်ဗဟာဗျူဟာကိုပါဖော်ဆောင်နိုင်လို့ရှိရင်ကျွန်တော်တို့လူတို့ရဲ့လက်နက်ကိုင်ရဲ့ပေါင်းဆက်ပြီးတော့ဒီတော်လည်ရေးကြီးကိုကျွန်တော်တို့အရှိန်ဟုန်ကောင်းကောင်းနဲ့ကျွန်တော်တို့အောင်မြင်မှုကိုတွားလန်းကိုဖိဆတ်နိုင်မှာဖြစ်တယ်အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာပါနော်အဲ့တော့ကျွန်တော်တို့ဒီတော်လည်ရေးခီးရှည်ကြီးကို ဒီဒေါ်လာရေးတမောကြီးကိုမောင်းနေတဲ့မာလိမ်မှုတွေရဲ့အခက်ကဏ္ဍအသက်ရေးကြည့်ပါတယ်ဒီမာလိမ်မှုတွေကအရေးချင်းရှိဖို့လိုရတယ်အပြစ်ကြချစားမှုတွေကင်းဖို့လိုတယ်ကိုကျိုးစည်းပွားတွေစွန့်နိုင်ဖို့လိုတယ်လူလူနဲ့တသားတဲ့ဖြစ်နိုင်ဖို့လိုတယ်ဒီမာလိမ်မှုတွေကကျွန်တော်တို့မျက်စိတွေဖွင့်နားတွေဖွင့်နော် ဒီလိုမျိုးနေထိုင်လုပ်ကိုင်နိုင်တဲ့သူတွေပုံကိုယ်တွေဖြစ်ဖို့လိုတယ်ဆိုတော့ကျွန်တော်မနေ့က live မှာဒီဒေါ်လာရေးကြီးအောင်မှုလို့အကြောင်းအခြေခံကြတဲ့မဟာဗျူဟာ၅ချက်ကိုကျွန်တော်တင်ပြခဲ့တယ်အဲ့ဒါကိုပြန်ပြီးတော့ကျွန်တော်အနည်းချုပ်ပြန်ပြီးတင်ပြရရင်နံပါတ်1 စစ်ကောင်စီရဲ့အတင်းကျပ်စစ်မှုထမ်းဥပဒေလူသက်တွေစုဆောင်းနေမှုကို မရရအောင်ဖျက်ဖို့လိုတယ်။ဒါသိအရေးကြီးတယ်။ကျွန်တော်တို့မျိုးတော်လိုင်းတောက်လျှောက်၄နှစ်တာကာလလုံးကျွန်တော်တို့ရန်သူကိုနှွာလာခဲ့တယ်ရန်သူဘက်ကပြစ်ပြစ်ပြုံးလာတယ်ဒါအမှန်တရားပဲဖြစ်တယ်။ဒါကိုကုစားဖို့လို့အတွက်ရန်သူကအတင်းကျပ်စစ်မှုထမ်းဥပဒေနဲ့လူသက်တွေမွေးပြီးတော့ ထုတ်လာလိုက်တာအခုဆိုလို့ရှိရင်သူတို့ဘက်မှာတော်တော်လေးကိုလူအင်အားတွေပြန်ရသွားတာတွေ့ရမှာဖြစ်တယ်မင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျာနော်ဆိုတော့ဒါကိုကျွန်တော်တို့ကမဖြစ်မနေမဖြစ်မနေကိုဖြတ်နိုင်ဖို့ကြိုးစားကြဖို့လိုတယ်နံပါတ်1နံပါတ်2ကရန်သူရဲ့အာသာချက်သည်လေကြောင်းစုမှုဖြစ်နေတယ်ကျွန်တော်ရှိမှာငတ်ကေနေပစင်းကေနေမရှိဘူး နောက်ဆုံးပြပါရာဂလိုက်ဒါနဲ့လာဖို့လာရင်တော့မှ0.5ပဲရှိဘူးဒီလိုနေထားမှာဆိုတဲ့အခါကျတော့ကျွန်တော်တို့ကငတ်တိုက်ကြီးရှင်းဖို့လိုတယ်လက်ခတိုက်ကြီးရှင်းဖို့လိုတယ်နော်လက်ခဆိုတာကသူများတွေကတော့လီဘဲလို့ခေါ်တယ်လီတက်ပိုင်းလို့ပဲဒီကောင်းနေကိုပြောတာနော်ဆိုတော့ဒါသည်အလွန်အရေးပါတယ်မဟာပြူဟာနံပါတ်1ဖြစ်တယ်နံပါတ်3က ရန်သူသည်เนาะလက်နက်ခဲယမ်းတွေကိုကပ္ပစတွေကနေရနေတယ်เนาะတခါသူတို့တရုတ်တို့ရုရှားတို့ရှေ့ရနေတယ်ပေါ့အဲ့တော့ဒီကပ္ပစဆက်ယုံတွေကိုမြန်ကျွန်တော်တို့ကခြေမုံနိုင်မယ်ဆိုရင်ရန်သူကြိုင်ထားတဲ့ပနတ်ကဒုက္ခတာပဲဖြစ်မှာသိပြီးတော့အဓိပ္ပာယ်မရှိတော့เนาะဆိုတော့ဒီလိုနေထားမှာအဲ့ကပ္ပစဆက်ယုံတွေကိုခြေမုံနိုင်ဖို့က ဘာပြူရနံပါတ်3ဖြစ်တယ်နံပါတ်4ကရန်သူရဲ့ကျွန်တော်တို့ဌာနချုပ်စခန်းနေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကအနာမပေးပဲနဲ့ဥမာဆိုဟိုတလောကဆိုလို့ရှိရင်ကျွန်တော်တွေ့လိုက်ပါရဲ့နော်နမခါတို့ဘာလို့ဆို short tight တုံးနေနဲ့ပြစ်တာတို့ဘာလို့ရှိတယ်လीနော်အဲ့တော့သူတို့ရဲ့တက်မှတ်ဌာနချုပ်တို့နော်နောက်တစ်ခါကျတော့တိုင်းဌာနချုပ်တို့တရင်ဌာနချုပ်တို့ ဒါတွေကိုကျွန်တော်တို့က short type ဘုံနဲ့ပဲဖြစ်ဖြစ် drop ဘုံနဲ့ပဲချာချာနော်အဲ့လိုမျိုးစဉ်းစားမပြတ်နောက်ကိုကျွန်တော်တို့တီးပေးနိုင်မို့တိတ်အရေးကြီးတယ်နော်ဒါကမှာပြောနံပါတ်၄ပေါ့မလေးမူကမူလဲမူတယ်ခိုးလဲခိုးတယ်လူလဲတင်ပြီလို့ပြောကြပါလေတဲ့အညာတပေါင်းစုကကောင်းဆောင်လေးစီဝေးပြီးတိုက်တက်နေပြီလို့မြင်ပါတယ်ခွန်အားနဲ့အသက်ရင်ပြီးပါဝင်ခဲ့လို့အခုလဲတက်နိုင်တဲ့ဘက်ကနေ ငွေအားနဲ့ပါဝင်နေသေးတာမို့မောနေတာလည်းအမှန်ပါပဲရှင်တဲ့။တမီးအဲ့ဒါတော့အဟုတ်ပဲနော်မြေပြင်မှာလက်တွေ့ပါဝင်နေတဲ့သူတွေကိုလေးစားပါတယ်နော်။ဆိုတော့ကျွန်တော်ရှေ့မှာတပြခဲ့တယ်လို့ပေါ့နော်။လူတွေကောင်းမှုလူတွေဆိုတာကျွန်တော်ရှိပါဒီနေ့ live အစမှာတင်ပြခဲ့တယ်။မူဘလောက်ကောင်းကောင်းလူမကောင်းလည်းမရဘူးလေနော်။အဲဒါကြောင့်မလို့လူလဲကောင်းမှုလူတွေ။လူကောင်းမှုလူတွေဆိုမှတော့ဗျာ။နော်ခိုးလဲမခိုးရဘူးလေ။ခိုးရဆိုလို့ရှိရင်ဒါ corruption ဖြစ်သွားပြီ တချို့ကတော့ခိုးတော့မခိုးဘူးเนาะတိုးတော်လေ corruption ဆိုတာကခိုးတာမခိုးတာတခုတည်းနဲ့မဆိုင်ဘူးမိမိနဲ့တရားဟာဒဲသားမလို့ဥပမာဆိုထားပါတော့ငါကလည်းနေပြည်တော်ကเนาะနေပြည်တော်သားမင်းကလည်းနေပြည်တော်သားငါတို့တပြုတ်တည်းသားတွေကဆိုပြီးတော့เนาะယာရုကောက်ပေးလေဒါ corruption ပဲယာရုဆိုတာကပေးထားတယ်ဆိုတာတာဝန်ပေးတာအဲ့တာဝန်ဆိုတာက merit based ပဲဖြစ်ရမှာ အရင်ချင်းပေါ်မူတည်ပြီးတော့ပဲဖြစ်ရမယ်အဲ့တော့အရင်ချင်းကိုမမူတည်ပဲနဲ့လက်တရာဇတော်ခေါ်တဲ့တာဝန်ပေးမှုတွေယာတွေပေးမှုတွေကြတော့ဘာဖြစ်သွားလဲဆိုတော့ဒါဒေါ်လာကြီးတစ်ခုလုံးကိုကျွန်တော်ဖြတ်စည်းရရောက်တယ်နော်ဖြတ်စည်းရရောက်တယ်ဒါကြောင့်မလို့ဒါတွေကိုကျွန်တော်တို့ကလုံးဝဆန့်ကျင်တယ်အမပေးပါနော်ဆိုတော့ဒါကိုကျွန်တော်တို့စော်နိုင်မှုလို့လည်းပေါ့ နံပါတ်5ချက်ကရန်သူရဲ့ transportation နဲ့ communication network တိပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ရန်သူရဲ့ကျွန်တော်တို့ပို့ဆောင်ဆက်သွယ်ကွန်ရက်တွေကိုဖြတ်နိုင်သလောက်ဖြတ်ဖို့သိရေးကြီးတယ်အဲ့တော့တခါတည်းစကားခက်ပြီးတင်ပြရမယ်ဆိုလို့ရှိရင်ဟိုဒါကတော့မြေပြင်တက်မှုတွေကကိုယ်တိုင်စဉ်းစားရမှာပေါ့နော်မိမိဘက်ကလည်းအသုံးဝင်နေသေးတယ်လူနေသေးတယ်လုံးလို့မရအောင်ဆိုမလုပ်ပါနဲ့ဒါပေမဲ့ theory အပြင်ဆိုလို့ရှိရင်တော့ရန်သူတွေပို့ဆောင်ရင်းနှီးကွေးသွားမယ်ဆက်သွယ်လို့ရမရတော့ဘူးဆိုတဲ့အခါကျရင်ကျွန်တော်တို့တို့ရဲ့ထိုးစစ်အဟုန်တွေကိုကျွန်တော်တို့တားဆီးလို့ရမယ်ဆိုတဲ့ပုံမှန်မူတည်ပြီးတော့အဲ့ဒီ၅ချက်ကိုကျွန်တော်တင်ပြခဲ့တယ်ဆိုတော့ဒီ၅ချက်ကိုအကောင့်ထည့်ဖို့ဖို့ဆိုတာကလည်းเนาะကျွန်တော်တို့တိုင်းသားတော်လေးခေါင်းဆောင်ကြီးများเนาะသူတို့က ဥဆောင်မှုပေးနိုင်မှုဥဆောင်ပေးဖို့ကျွန်တော်ဒီနေရာကနေတောင်းဆိုချင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ຫນွေဦးတော်လည်ရေးတာတက်တန်းကတအားနှူတဲ့အတွက်เนาะအရေးချင်းရှိတယ်။သို့တော့နေပေါင်း90လောက်တက်တန်းရှိတဲ့တန်းတန်းတန်းကြီးတစ်ဖက်ကောင်းဆောင်ကြီးတွေရဲ့ဥဆောင်မှုနဲ့သာဆိုရင်ပူပေါင်းပြီးလုပ်လိုက်မယ်ဆိုရင်တော့နော်လုတ်လိုက်မယ်ဆိုရင်တော့ဒီမဟာပြူဟာ၅ချက်ကဖြစ်ကိုဖြစ်တယ် ဒါကကျွန်တော်ရှေ့မှာတင်ပြခဲ့သလိုเนาะလူလူတော်လန်ကြီးလူလူအခြေခံတော်လန်ကြီးအဆင့်ထိကိုတက်လာနိုင်ဖို့တအေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေเนาะအောင်မြင်တဲ့တော်လန်ကြီးတွေကိုကြည့်မယ်ဆိုရင်လူလူအခြေပြုတော်လန်ကြီးတွေကိုမကန်စွာအောင်မြင်စွာအကောင့်ထည့်ပေါ်နိုင်ခဲ့တာကိုတွေးကြရမှာဖြစ်တယ်။เนาะဆိုတော့ဒီရန်တော်လန်ကြီးပဲကြည့်ကြည့်เนาะဘလို့တော်လန်ကြီးမျိုးပဲကြည့်ကြည့် ကျွန်တော်တို့လူလူအခြေပြုဒေါ်လာရေးတွေကိုအောင်မြင်အောင်လုပ်နိုင်ခဲ့ကြတာကိုကျွန်တော်တို့တွေ့ကြမှာဖြစ်တယ်။ဒါကြောင့်မို့မြန်မာပြည်သည်လည်း no exception ပါနော်။မြန်မာပြည်သည်လည်းကျွန်တော်တို့လူလူအခြေပြုဒေါ်လာရေးတွေနော်အဲ့ဒါမျိုးတွေကိုကျွန်တော်တို့လှုပ်ဆောင်နိုင်ဖို့တက်အရေးကြီးနေပါတယ်။လှုပ်ဆောင်တဲ့နယ်လို့လည်းကျွန်တော်အနေနဲ့အကြံပြုချင်တယ်။ဆိုတော့အခုလောလောဆယ်ဆိုလို့ရှိရင်ရန်သူကအင်အား80တရာလောက်နဲ့စစ်ကြောင်းထိုးလာလို့ရှိရင်ကျွန်တော်တို့က เนาะလူလူကိုမမှန်ကန်ကန်ဥဆောင်မှုပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့တရင်နေတွေမှာဖတ်နေရတဲ့เนาะ AI 80ပါစစ်ကြောင်းကဒီရွာကိုဒီမြို့ကိုစစ်ကြောင်းထိုးလာတဲ့အတွက်เนาะရွာသားအင်အားတထောင်ကျော်ဟာရွာသားအင်အားတောင်းချီဟာကျွန်တော်တို့စစ်ပေးဆောင်ရတယ်ဆိုတဲ့တရင်နေအစားအဲ့လူလူအခြေပြုပြီးတော့ပျောက်ကြားစစ်တွေပေါ့ပြည်သူစစ်တွေ ਨੇ ကျွန်တော်ပေါင်းဆက်နိုင်မယ်ဆိုရင်เนาะပေါင်းဆက်နိုင်မယ်ဆိုရင် အင်အား80လာတော့နော်စစ်ကောင်စီစစ်ကြောင်းဟာဘေရွာကိုဝင်တဲ့အချိန်မှာအငိုက်မိသွားတယ်ပေါ့နော်အငိုက်မိသွားပြီးတော့ဘလို့ချိန်မုန်းခံလိုက်ရတယ်အဲ့တော့ PDF တွေ LDF တွေ UG တွေကချိန်မုန်းတာတီးတာမဟုတ်တော့မနဲ့ရွာသားတွေကိုယ်တိုင်ကချိန်မုန်းနေဆိုတဲ့သတင်းမျိုးတွေပြတ်လာနေတာပေါ့အဲ့တော့ပြောစရာရှိတာကကျွန်တော်ညီမတို့ကနော်ကျွန်တော်ညီမတို့က ရန်သူရဲ့လက်တုံပြံမှုကိုကြောက်လို့မလုပ်ရတာပါပြူတွေများလို့ပါဒါမျိုးတွေလည်းပြောเสียရှိတယ်ဆိုတာကျွန်တော်စဉ်းစားမိပါတယ်เนาะကြားလိုက်ကြားရပါတယ်ဒါဒီဆိုတော့ဒေဂျာတာတစ်ခုကတော့ဒေဂျာတာတစ်ခုကတော့ရန်သူကပြည်သူကိုရန်သူလို့ပဲဆက်ဆံပါတယ်ကျွန်တော်တို့ပြည်သူတွေအားလုံးကိုရန်သူလို့ပဲဆက်ဆံပြီးရန်သူလို့ပဲတတ်မှတ်တဲ့အတွက်ဘလောက်ပဲကိုယ့်ဘက်က ဘလို့ဖြစ်တယ်ပြောပြောကျွန်တော်ကျမတို့က PDF ကိုမထောက်သွင်းပါဘူးပြောပြော LDF နဲ့မပတ်သက်ပါဘူးပြောပြောရန်သူကတော့ကိုရီအားလုံးကိုရန်သူလိုဆက်ဆံပါပဲနော်အဲ့ဒါကြောင့်မလို့ရန်သူလုံးသမ ्या ကိုကျွန်တော်တို့ကနော်ရန်သူလုံးသမ ्या ကိုကျွန်တော်တို့ကလေစဲခံမဲ့အစားအဲ့ဒီပြည်သူတွေကိုကျွန်တော်တို့က ဥစ္စာမှုတော့ပေးဖို့လိုမယ်။ဘာကြောင့်လဲဆိုတော့တာမန်ယသပိသူဆိုတာကတော့ကျွန်တော်တို့လက်ရှိเนาะတာဝန်ယူနေတဲ့တော်လိုင်းရဲဘော်တွေတဲ့ဆိုင်ရင်တော့လုံနိုင်ဇွမ်းနဲ့လုတ်ဖို့နီလန်းနေကိုစဉ်းစားတဲ့နေရာမှာစိန်ခေါ်မှုတွေရှိနိုင်တယ်။အဲ့တော့တကယ်လို့ပြန်ကျွန်တော်တို့ဒီတော်လိုင်းကိုပေါင်းစပ်နိုင်မယ်ဥဆောင်နိုင်မယ်ဆိုရင်တော့ တော်လိုင်းရတော်တော်ရွေ့မယ်ဒီတက်ပို့ပြီးတော့ရှိ့နော်အဲ့ဒါကိုလည်းတင်ပြကြတယ်ဆိုတော့အခုဆိုရင်တော့မြန်မာပြည်အနက်မှာကတော့အားရစရာပဲကျွန်တော်တို့အခုຫນွေဦးတော်လိုင်းရေးကြီးကလေးနှစ်တာကာလမှာကျွန်တော်တို့ကပြန်ကြည့်လိုက်တပြုံလုံးကိုပြန်ပြီးတော့နော်တပြုံလုံးကိုပြန်ပြီးတော့ကျွန်တော်တို့နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင်တော့တော်တော်အားရစရာ ဘလို့အားရစရာကြီးလဲဆိုတော့ကျွန်တော်တို့တော်လိုင်းအစမှာနော်ဒီကျွန်တော်တို့ရေပြန့်ကြည်တာပေါ့နော်တခါ UG တွေတော်လိုင်းအစမှာရေးလဲလဲကိုလွတ်စွမ်းပြတယ်ပေါ့နော်လွတ်စွမ်းပြတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့အစပိုင်းမှာ AA တို့ KNU တို့ KIA တို့ညီညီခဲ့သေးတယ်နော် နောက်ပိုင်းလဲကြတော့ချင်းတောင်တို့เนาะကယင်ဒီဒေသတို့အဲ့ဓာတွေကနေပြီးတော့နှွာလာတယ်နောက်ပိုင်းလဲကြတော့1027เนาะပထမပိုင်းဒုတိယပိုင်းဆိုပြီးတော့နှွာလာတယ်နောက်ပိုင်း AA ကထိုးစစ်အဟုန်ကြီးကျွန်တော်တို့လုတ်ပြီးတော့ရခိုင်တပီနယ်လုံးပြီးခဲ့တဲ့နေ့ကကျွန်တော်ကြောက်ဖြစ်လာရမ်ဘဲလာကြာသွားပြီနဲ့တူတယ်เนาะရခိုင်လက်ထက်ကမြန်ရောက်သွားပြီလားမသိကျွန်တော်တရင်တစ်ခုတွေ့လိုက်တယ် နော်ရေးလဲလဲတိုင်းစစ်သနာချုပ်တွေနော်1027နဲ့အတူတူရမကောက်သိမ်းလိုက်တယ်နော် AA ရဲ့တိုက်ဆက်လိုင်းနဲ့အတူတူနပါခောက်သိမ်းပလိုက်တယ်နော်အဲ့ဒီနောက်ပိုင်းမှာပါပြီးတော့ထပ်ပြီးတော့ပို့ပြီးတော့ဆစ်ရှယ်ယာမြက်လာလဲ KIA ရဲ့ထိုးစစ်ကြီးတွေနော် KIA ရဲ့ထိုးစစ်ကြီးတွေအခုဆိုရင်ဗမော်စကခ21လားအဲ့ဒါတော့ကြာပြီဆိုသလားပြောတယ်ကြာမိရဲ့ ဒါ confirm တော့မဖြစ်ပါဘူးကျွန်တော် live ပေါ်မှာတွေ့တဲ့ဟာကိုပဲပြန်ပြောတာเนาะဒါပေမဲ့ကျွန်တော်ကြည့်လိုက်ရတဲ့ video တွေထဲမှာကတော့စက္ခာရီရဲ့ယုံဌာနချုပ်ဒီထဲမှာเนาะကချေလီနော်ဂေါ်ရဂါရီ PDF တွေနော်အောက်ဝက်ခံနေတော့ကျွန်တော်တွေ့မိတယ်နော် KIE တွေအောက်ဝက်ခံနေတော့တွေ့ရတယ်ဆိုတော့မကြာခင်မှာဗမော်က KIE လက်ထက်ကိုကြာသွားတော့မယ်ဗမော်က KIE လက်ထက်ကြာသွားပြီလို့ရှိရင် ဗမောကစစ်ကောင်စီရဲ့တရေတပ်ဖွဲ့တွေတော်တော်များတယ်လို့ပြောတာเนาะအဲအားကြောင့်မလို့လေ KIE လို့အည်သွေးရှိတဲ့တက်ကြီးရတာမှာတော်တော်တိုက်ယူရတာပေါ့မကြခင်မှာကြမှာပဲเนาะမကြခင်မှာစကခ27ကြမှာပဲအဲ့ဒါကြသွားပြီလို့ရှိရင်မြေကြီးနာမြေကြီးနာပြီးရင် မပခဒါဖြစ်လာနိုင်တယ်